မင်္ဂလာပါရှင်ဒီခါမြဝေပေးမှာကတော့ front and lemon grass မြန်မာလိုစီလျအောင်ပြောမယ်ဆိုရင်တော့ bazoons berlin လို့ပဲပြောလိုက်ပါတော့မယ်ကျမကဒီအစားအစာကိုမြို့ဒီဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ထဲမှာသွားလေပိုက်ရင်းနဲ့ကျမတို့음ကျမမြို့သားရေမိတ်ဆွေတွေနဲ့တို့ထွေးရင်းနဲ့မိစားကြည့်ခဲ့တာပေါ့နော် ကျမအစားရောတော့ပဇွန်ပဇွန်နဲ့စပလင်ဆိုပဇွန်ကိုအလုံးလိုက်အဲ့လိုကြုတ်ခင်းမယ်လို့ထင်ခဲ့တာတလောက်ထိလက်ရဝင်တဲ့ပုံစံလေးနဲ့လာပြီးမှတိတ်ခင်းပေးထားမယ်လို့မထင်ခဲ့ဘောနော်အဲ့တော့သူတို့တွေတိတ်ခဲတိတ်ခင်းပေးထားတဲ့ပုံစံလေးကိုတော်တော်လေးတဘောချသွားတာနဲ့ဤကေတို့မိတ်ဆွေတို့ကလည်းပြန်လေးပြန်ဝေထားခြင်းဖြစ်ပါတယ်ဒီညမှာဒါကိုစားရောမယ်ဆိုလို့ရှင်သူကပကံလုံးနောက်တစ်ခုလေးပေးမှလာချပေးထားတာပေါ့နော်ဒီတော့ အဲကိုကဒီဟာလေးကိုစားရမယ်ဆိုလို့ရှိရင်သူရဲ့စီစပလင်လေးတွေကိုဖယ်ပြီးမှအထည့်အဟာလေးစားရတာပေါ့နော်သူဒီပဇွန်နဲ့ပဇွန်နဲ့အနစ်တွေပါတယ်သူတို့ရဲ့နေသူတို့ဟာနဲ့လှုပ်ထားတဲ့အဲ့ဒီအနစ်တွေဆိုရင်သူကအဲစပလင်နဲ့ထုတ်ထားတာဖြစ်တဲ့အခါကျတော့စားရမယ်ဆိုရင်စပလင်လေးကိုတော့ဖယ်ခွာရတာဖြစ်ပါလိမ့်ရှင်ဒီနေရာမှာ စားလို့ရအောင်ဆိုတော့အတီးရွက်လေးတွေရောပြီးလို့ရှင်တဖန်တီးတွေရောအချင်းတွေရောဒါမျိုးတွေလာပြီးမှချထားပေးတာဒီလိုမျိုးရှိရပါတော့။ဒါအောင်ဆိုရင်ကျမကဒီဟေးစပလင်လေးတွေဖေးဖို့အတွက်စစ်စစ်နေအချိန်မှာရိတ်ကူးထားဖြစ်ပါတယ်။ပြီးတော့ဒီတဖန်တီးရဲ့အရသာဆိုလို့ရှင်လဲချချိုးလေးနဲ့အဲ့လိုမျိုးရှိရပါတော့။ဒီအားလေးဆိုလို့ရှင်ကျမက အာဒီစပလင်ဖေးထားတဲ့ဟာတွေရော မဖေးထားတဲ့ဟာတွေရောတဖန်တီးအဲဒီနှတ်ထားတဲ့သူတို့အချိုနှတ်ထားတဲ့ပုံစံဓာလေးတွေရောအကုန်လုံးမြင်နေအောင်တတိချာချာလေးပြန်ပြီးမှရိုက်ကူပြီးမျှဝေထားတာဖြစ်ပါတယ်အရသာကတော့အာဘလို့ပြောမလဲတော့မသိဘူးတော်တော်လေးစားလို့ကောင်းတယ်အဲ့လိုမျိုးတွေပေါ့နော်ကျမရေးလိုက်စားတဲ့လူတွေအတွက်ကတော့တော်တော်လေးအဆင်ပြေတဲ့ အစားစရာပုံစံလေးဖြစ်တဲ့အခါကျတော့တဘောကြတာနဲ့မစ်ဆွေတို့ကိုလည်းအီကေတို့ပြန်လေးမျှဝေထားခြင်းဖြစ်ပါတယ်ရှင်။ဝင်ရောက်ကြည့်ရှုပေးတဲ့မစ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ဆုံတွေ့ကြပါမယ်နော်။